တရားဇဝနာရဲ့ဇဝနာပုံမြင်စာအုပ်ထဲမှာပြုစောတိဆိုတဲ့ပုံမြင်ကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။တရေလောက်လေးဖြင့်ဆွဲရည်ပြစ်ခတ်လိုက်သောကြောက်ခဲတလုံးသည်ကျွန်တော်၏အခန်းတွင်သို့ပြင်းသောအရှင်ဖြင့်ဝင်ရောက်လာကပန်းအိုးတလုံးကို ဝင်၍ခွဲလိုက်သောကြောင့်ကျွန်တော်မှအလွန်ဒေါသထွက်မိပြီ။လေးပြစ်သောတငယ်ကိုကျိန်မောင်းဆုံးမကြီးဟု နှလုံးပြူလျက်စာရေးစပွဲမှထ၍ကြေးပောင်းမှခက်ကြည်လာရာလေးပြည့်သူမှအပါကလေးဖြစ်နေသည်ကို တွေ့ရသည်နိုင်ဒေါသမထွက်နိုင်ပဲရှိလေ၏တို့ရာတွင် အပအားကြည်နေ၍မဖြစ်သေးပဲနားလဲအောင်ပြောဆိုဆုံးမမည်စိတ်ကူးလျက်အပကိုခေါ်လိုက်သည်ဖြင့်ရောက်လာလေ၏အပမင်းဘက်နဲ့ကြလောင်လေးကိုအယမ်းပြရတာလေ ငါပန်းအော်ကြီးကွဲသွားပြီဦးလေးပန်းအော်ရှိတာကျွန်တော်ဘယ်တိမလဲဦးလေးရဲ့ပန်းအော်ကွဲမှာဆိုရင်အစတုန်းကရွှေ့ထားလိုက်ပါလားဦးလေးရဲ့အိမ်ထဲကိုကြောက်ခဲဝင်လာတာမြင်းတော့ကပန်းအော်ဆွဲထားလိုက်ရင်ဘယ်မှန်ပါမလဲအင်းမင်းလောက်လေးပြစ်မယ်ဆိုတာငါသိပါမလားကွဲ့မင်းဟာက24နာရီကြိုတင်ပြီးနှုတ်တွေပြေးထတာမှမဟုတ်ပဲကလားဟုတ် ပြောလိုက်ပြီနာမင်းဒီနေ့ကြောင်းမတက်ရအောင်လားဟုမေးလိုက်ဤဥပေါင်းနေမှလို့ပိတ်ထားတာပဲအေးဥပေါင်းနေမှတည့်ရနေဘာဖြစ်လို့လောင်လေးပြရကလဲမျက်ကလေးတွေကိုပြစ်ထားပဲဦးလေးရဲ့အေးမျက်ကလေးတွေကိုမပြစ်ရဘူးသမ ्या အသက်တက်တာငရေကြီးတတ်တယ်မကြည့်ပါဘူးဦးလေးရဲ့ဆရာမကပြောတယ်လောင်လေးပြရင်ရှင်ပြင်းဖြစ်မယ်တဲ့ကျွန်တော် ရှင်ပြန်ဖြစ်ချင်တာပေါ့ကြက်ကြက်ဖက်ဖက်ကွာမိဆီယာမကဒီလိုပဲပြောသလားတကယ်ကိုပြောတာဦးလေးရဲ့ဒီပုံဦးလေးမကြဘူးလားပြောကြမအောင်ဘလို့ပုံလဲဦးလေးနားထောင်နော်နောက်ပြီးတော့မှမမင်းနဲ့ရှေးရှေးတုန်းကအဲ့ဒါရာဇဝင်ဦးလေးရဲ့ရာဇဝင်ဆိုတာပုံလဲမဟုတ်ပဲတကယ်ဖြစ်တာလဲမဟုတ်ဘူးရှင်ပြင်းတွေကရေးခိုင်းလို့လူကြီးတွေကရေးပြီး ရှင်ဘီရင်တွေဖတ်တဲ့ဝတ္ထုစာကိုပြောတာအဲ့ဒါနဲ့ရေတကောင်းလောက်တဲ့တိုင်းကြီးမှာရှင်ဘီရင်တယောက်ရှိရောတကားပြီလို့ခေါ်ရဲကွကျွန်တော်ပြောတာလည်းဟုတ်သားပဲဦးလေးရဲ့အဲ့ဒီတိုင်းကြီးမှာလူတွေကစူးစူးပူပူလောက်တော့ရှင်ဘီရင်ကလည်းနားကြီးတယ်ဆိုပြီးတောထဲကိုထွက်ပြေးပါရောသူ့မိမလည်းခေါ်သွားတယ်တောထဲကျတော့ဘာမှအလုပ်မရှိရနဲ့ကလေးတယောက်မွေးလိုက်ရော ဒီကလေးကိုဖြူစောထီလို့ခေါ်ရင်မြမလို့ခေါ်တော့စောလာဖြူလို့ခေါ်ရင်သူတို့ရခိုင်လူမျိုးထင်နေဦးလေးရဲ့အဲ့ဒါနဲ့ဒီကောင်ကလေးအပါတို့အရွယ်လောက်ရှိလာတော့ရှင်ပြင်းကြီးကိုဖေဖေရဲ့ဖေဖေရဲ့တဲ့ကျွန်တော်ကိုပတ်စံနှစ်ပြားလောက်ပေးပါလို့တောင်းတော့သူ့ဖေကနေပတ်စံဘာလို့မလို့လဲမေးတော့ကျွန်တော်လေးပြဖို့တရေချိုးဝယ်ခြင်းလို့ပါ ရှင်ဘီရင်သားဆိုရင် နောက်လေးပြတ်တဲ့ပညာကိုတက်ရတယ်ဆိုလို့ကျွန်တော်သိမြစေလို့ပြောတော့ရှင်ဘီရင်ကြီးကငါ့မှာအကျွေးမရှိဘူးပေးစီတစီတည်းရှိတယ်ရော့ယူသွားပိုးတဲ့နှစ်ပြားကို ပြန်ပေးလို့ဆိုပြီးပေးလိုက်ရောဒါနဲ့ပက်ဆက်နှစ်ပြားကိုတရေကျိုးဝဲပြီးကျန်းတဲ့နှစ်ပြားကိုဘရာကျော်ဝဲစားလို့ကုံသွားတာနဲ့သူ့အဖေအရိုက်ခံရမှာဆိုလို့အိမ်မပြန်မဲ့ ဖုန်ကြီးเจ้าကိုတွားပြီးနေလာရောဒီဖုန်ကြီးကလည်းနောင်လေးတိတ်တဲတာပဲဒါနဲ့ဒီဖုန်ကြီးကသူ့ကိုနောင်လေးတင်ပြီးတော့တိတ်လက်တဲသွားတာပေါ့ပုတ်တင်ညိုတွေစားကလေးတွေပြင်တခါလေရောပြန်ကြတာပဲဒါနဲ့ဒီနေ့ကျတော့သူ့အမေအဖေကဒီကောင်ကလေးဖုန်ကြီးเจ้าမှာရှိတာသိလို့လာခေါ်တော့ငါလိုက်သွားရင်အိမ်ကျတော့အယိုက်ခံရမှာပဲ။ ငါလိုက်မသွားရအောင်နေပြောမယ်ဆိုပြီးကျွန်တော်မလိုက်ပြစီနဲ့ဖဖေရဲ့ကျွန်တော်ရနေချောင်းကိုသွားပြီးအလောက်ရှာပြစီလို့ပြောတော့သူ့အဖေကနေအင်္ဂလိပ်စာမှမတက်ဖဲနဲ့ဘယ်နဲ့လောက်ပြီးအလောက်ရမလဲလို့မေးတော့ကျွန်တော်အလောက်တစ်ခုခုရှာပြီးလောက်မှာပေါလို့ပြောတာနဲ့သူ့အမေအဖေကတောင်ဘက်ကိုခရီးသွားရင်ငကားလှဲ့တင့်မလားမတင်ဘူးလားလို့ဖုန်းကြီးကိုဗေဒင်မေးကြည့်တော့ ကိစ္စမရှိဘူးတောင်ဘက်ကိုသွားရင် ရှင်ဘီရင်ဖြစ်လိမ့်မယ်လို့ဟောတာနဲ့သူ့အမေရောအဖေရောတိတ်ဝမ်းသာပြီးသူတို့ကိုယ်တိုင်လက်စလုံးတွေလုံးပေးပြီးသွားဖို့အခွင့်နှုတ်လိုက်တာပေါ့ဒါနဲ့ရှေ့တုန်းကမိရထားတွေတင်းမောတွေမရှိသေးတာနဲ့ရှေ့ချင်းလျှောက်လာတော့ရင်းနေချောင်းကိုမရောက်ဖဲလမ်းမပြီးပကယ်လောက်တဲ့အတိုင်းကြီးရောက်သွားပါရောပကယ်လောက်တဲ့အတိုင်းကြီးမဟုတ်ဘူး ပကံပြီးလို့ခေါ်တယ်ကွ အတူတူပေါ်ဦးလေးရဲ့ဒါနဲ့ပြူစားတတ်တဲ့အဖိုးကြီးလင်မယားအရောက်သွားရောပြူအိုလင်မယားပါကွပြူစားတတ်တာမဟုတ်ပါ ဟုတ်ပါတယ်ကျမ်းမဒီလိုပဲပြောတယ်ဒါနဲ့ဒီကံကလေးကို အဖိုးကြီးလင်မယားက အမွေစားအမွေခံဆိုပြီးစာချုပ်နဲ့မွေးစားထားလို့အဖြစ်အပျက်ကြည့်လာတော့လူကလေးရဲ့တဲ့မင်းတိတ်ပြီးတော့မလဲနဲ့တဲ့ တို့တိုင်းပြည်မှာမျက်ပြာယောဂါထနေတယ်တဲ့ဝယူးလဲပြန်နေတဲ့မလဲနဲ့ပြောတော့ဘာပြုလို့မျက်ပြာယောဂါထနေကြတာလဲလို့မေးတော့အနောက်ဘက်မှာ မကောင်းဆိုးဝါးတစ်စီတွေလွတ်ထားတဲ့ကောက်ကလူးတကောင်ရှိတယ်ဒီငှက်ကြီးဟာလက်ပံမင်းအပေါ်မှာနေတယ်တဲ့ဒီငှက်ကြီးညညကြရင်ကောက်ကောက်ကောက်ကလူးလို့အော်လိုက်ရင်လူတွေမျက်ပြာယောဂါဖြစ်ပြီးသေတယ်တဲ့ ဲ့ဒါကိုမသေးရအောင်ဒီငှက်ကြီးစားဖို့မိမတွေကိုကြွေးရတယ်ဦးလေးရဲ့ဒီငှက်ကြီးကတိတ်လူပါဝတာပဲနော် အမေအိုကြီးတွေကြွေးရင် အစီအသားမရှိဘူးဆိုပြီးမစားဘူးဦးလေးရဲ့အပြိုကလေးတွေမှစားတယ်တဲ့ဒီလိုအပြိုကလေးတွေစားရင် လူပြိုတွေမိမပေးရတော့မလဲနော်ဦးလေးလိုပဲဖြစ်နေကြမှာပေါ့ဒါနဲ့ပြူစောထီလို့ခေါ်တဲ့စောလာကျူက ဒီငှက်ကြီးကျွန်တော်မကြဘူးကျွန်တော်လောင်လေးနဲ့ပြစ်တံမယ်ကျွန်တော်သွားပြစေလို့အဖိုးကြီးလင်မယားကိုပူဇာရနဲ့နှုတ်လိုက်ရတာပေါ့ဒါနဲ့သူလဲလောက်စလုံးတွေလွဲအိတ်နဲ့အပြည့်ကြီးထက်ပြီးထွက်လာတော့လမ်းမှာလူတယောက်နဲ့တွေ့ရောအဲ့ဒီလူဟာငှက်ကြီးကို အစာကျွေးဖို့အပြိုကလေးတွေဖမ်းလာတဲ့လူဦးလီရဲ့အဲ့ဒီလူကို တွေ့တော့ဟေ့ကဒီကောင်မလေးတွေကိုခမရမဖမ်းသွားနဲ့ ငါလက်သေးနဲ့ပိတ်ထိုးရမလားလို့ပြောပြီးအဲ့ဒီနေရာမှာပဲသူတို့နှစ်ယောက်နောင်ကျင်း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 ဆိုပြီးထိုးကြတာပေါ့တခါတည်းဟိုလိုကြီးဆက်သွားတာပဲအဲ့ဒီလူသေးသွားတော့စောလာချူကဟဲ့ကောင်းမလေးတွေနင်တို့ငှက်ကြီးဘမရှိတယ်လဲငါ့ကိုပြာစမ်းဆိုတော့လိုက်ပြတာပေါ့ငှက်ကြီးကိုတွေ့တဲ့အခါကျတော့လက်စလုံးအကောင်းဆုံးရွေးပြီးပိတ်ပစ်လိုက်တာ ဘိုက်ပိန်မှန်ပြီးမဲ့ငှက်ကြီးကအေးရမငှက်ကြီးဆိုတော့မသေးနိုင်ဘူးပေါ့ဒါပေမဲ့ပိတ်နာသွားတာနဲ့ဒေါသဖြစ်ပြီးစောလဖြူကိုနှုတ်သိနဲ့ပိတ်ပောက်လိုက်တာစောလဖြူကလူပါပဲဘဲရမလဲဒိုင်မင်းလဲထိုးရတော့နောက်ကျောပစ်ပြီးဘဲဒိုင်မင်းစော်လိုက်တာငှက်ကြီးသူ့ကိုမပောက်မိပဲညကြီးတဲ့နှုတ်သိစိုက်နေတာပေါ့အဲ့ဒီအခါကျတော့မှစောလဖြူကငှက်ကြီးနေသေးရအောင်ပြင်းဆိုပြီး လာစလုံးမိုးရွာချလိုက်တာငှက်ကြီးအော်ရာမအော်နိုင်မဲပွဲချင်းပြီးနဲ့ရွာဆန်ပါရောဒီတော့မှစောလာဖြူကငှက်ကြီးကိုအမွေးနှောက်ပြီးမစလာတွေငရုတ်သီးတွေနဲ့ချက်ပါရောချက်ပြီးတော့မှအဲ့ဒီမိမတွေကိုလဲရောင်းခိုင်းတော့ခေါင်းမော်ရွက်ပြီးတွားကြတာပေါ့အဲ့ဒီအခါမှာရှင်ဘီရင်ကလည်းမောင်စဲလာအောင်လို့ခေါ်ပြီးစတော့တိတ်အရသာရှိတာနဲ့ ဘဲကလာပြီးရောင်းတယ်လေလို့မေးတော့ကျမတို့ပစုံတောင်ကလာပြီးရောင်းနေပြောတာနဲ့ဘသူချက်တယ်လဲသိအရသာရှိတာပဲချက်တဲ့လူကိုရှင်းပြင်ခက်မယ်လို့ပြောတဲ့အတွက်စောလာဖြူချက်မှန်းတိပြီးနန်းတော်ရဲခေါ်ပြီးရှင်းပြင်ရာထူးကိုပေးလိုက်ရောအဲ့ဒါနဲ့ပြီးရောဒီနေရာမှာတော့တရားဇဝနာရေးတဲ့ပြူစောတိပုံမြင်ဟာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်